လောကမှာမယားအမျိုးအစားခုနှစ်မျိုးရှိတယ်လို့ခွဲခြားပြထားတယ်။အဲ့ဒီမယားခုနှစ်မျိုးကိုလည်းဘဂတိဝလင်္ကာမှာမှတ်တမ်းတင်ထားခဲ့တယ်။မယားခုနှစ်မျိုးရှီမြဲရိုးတွင်ခိုးသူအရှင်သူတတ်တွင်နဲ့အကျင်မယားလာဤငရဲအမြဲမှတ်ပြီးအမိတမြနှမမယွန်းခင်မွန်းတဖွဲကျွန်းနယ်လေးပြာမယားမှာကနေမာနတ်ပြည်ရောင်မြဲမြည်ဤတဲ့ မရခုနှစ်မျိုးရှိတယ်လို့အဲ့လိုဆိုပြတယ်။အဲ့ဒါတွေကတော့နံပါတ်1အခိုးနဲ့တူတဲ့မရယောက်ျားရှာဖွေစုဆောင်းထားသမျှငွေနဲ့ပစ္စည်းဥစ္စာများကိုစုဆောင်းထိမ့်သိမ့်မှု မရှိဘဲနဲ့ကုံအောင်သုံးဖြုံပြတဲ့မိမမိသားစုရဲ့စားဝတ်နေရေးအတွက်မဟုတ်ဘဲအလောင်းအစားအပျော်အပါအဝတ်အစားများနဲ့ယောက်ျားဖြစ်သူကဘလောက်ရှာရှာယောက်ျားသည်အောင်တစ်မျိုးမသိအောင်တဲ့အတွက်အမျိုးမျိုးနဲ့ ုံအောင်ဖြုံးပစ်တတ်တဲ့မိမမျိုးကိုတခိုးနဲ့တူတယ်မယားလို့ဆိုတယ်။နံပါတ်1အရှင်သခင်နဲ့တူတယ်မယားကိုလင်သားကိုယောက်ျားကို ကြည်ကျွန်းလို့သဘောထားပြီးမနာရန်ခိုင်းလူရှိမရှောင်းသူရှိမရှောင်းစူဆဲငေါငန်းနေတဲ့မိမမျိုးယောက်ျားရှာသမျှငွေကိုတော့အကုန်သိမ်းကျွန်းတယောက်လိုပြောပြန်ပြောဆိုဆက်ဆံတတ်တဲ့မိမမျိုးကတော့အရှင်သခင်နဲ့တူတယ်မယားလို့ဆိုတယ်။နံပါတ် သူသားသမားနဲ့တူတယ်မရတဲ့ကိုလင်သားယောက်ျားကိုအမြဲနှိပ်စက်ပြီးစိတ်ဆင်းရဲကိုစင်းရဲဖြစ်အောင်အမြဲလုပ်နေတဲ့မိန်းမမျိုးယောက်ျားတယောက်ရဲ့မာနကိုရိုက်ချိုးပြီးတော့ယောက်ျားတယောက်ရဲ့အစွမ်းအစာတွေအားလုံးကိုတတ်ပြစ်တတ်တဲ့မိန်းမမျိုးကိုတော့သူသားသမားနဲ့တူတယ်မရလို့ခေါ်တယ်နံပါတ်၄မိခင်နဲ့တူတယ်မရတဲ့ကိုယောက်ျားကိုလင်သားအပေါ်မျက်မျက်နိုးနိုးတန်ဖိုးထားပြီးတော့ မိခင်စိတ်မျိုးနဲ့ပြောဆိုဆုံးမသွန်သင်လို့ကိုယောက်ျားဘုရားကောင်းစားအောင်ပြုစုပြောထောင်ပေးနေတဲ့မယားမျိုးကိုတော့အမိနဲ့တူတယ်မယားမိခင်နဲ့တူတယ်မယားလို့ဆိုတယ်နံပါတ်5နှမနဲ့တူတယ်မယားတဲ့ကိုလင်သားကိုယောက်ျားဘောအာကိုစိတ်မြတ်နိုးစိတ်မောင်တယောက်အပေါ်ထားတဲ့နှမတယောက်ရဲ့စိတ်ထားမျိုးတွေနဲ့ကိုယောက်ျားရဲ့ကောင်းကျိုးများကိုလူလာနေပြီးတော့ချစ်နေတဲ့မယားမျိုးကိုတော့ နှမနဲ့တူတယ်မယားလို့ဆိုတယ်။နံပါတ်6ခင်ပွန်းနဲ့တူတယ်မယားတဲ့။ကိုလင်သားကိုယောက်ျားကိုကိုခင်ပွန်းလို့မရှိအတူရှိအတူကောင်းတူဆိုးဖက်ဘဝရဲ့အကောင်းဆုံးလက်တွဲပေါ်မိတ်ဆွေခင်ပွန်းလို့ချစ်တဲ့မယားကိုတော့ခင်ပွန်းနဲ့တူတယ်မယားလို့ဆိုတယ်။နံပါတ်9ကျွန်နဲ့တူတယ်မယားတဲ့။ကိုလင်သားကိုယောက်ျားကိုကိုရဲ့အရှင်သခင်တူးလို့လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးတာမျိုး ပြောဆိုဆုံးမတဲ့အခါ나ယူလိုက်နာတာမျိုးစတဲ့ကျွန်နဲ့တူတဲ့မယားဆိုပြီးတော့လေမယားခုနှစ်မျိုးပြထားတယ်မယားခုနှစ်မျိုးခွဲခြားထားသလိုဒင်းယောက်ျားတွေကိုလည်းပဲခုလိုပဲခုနှစ်မျိုးခွဲခြားနိုင်မှာပါပဲအားလုံးဟာဂန်းလူညီမျှတာအကောင်းဆုံးပါပဲမယားဆိုမယားကောင်းခုနှစ်မျိုးရေတွက်လို့ရသလိုလင်ဆိုလင်ကောင်းကိုလည်းခုနှစ်မျိုးခွဲခြားကြည့်ရင်ရနိုင်မှာပါပဲမောင်တထမ်းမဲတရွက်ဆိုတဲ့စကားဟာ မိသားစုတွေရဲ့ဘဝမှာအရှင်ပြည်စေမဲ့အကောင်ဆုံးလမ်းညွှန်မှုစကားပါပဲမယားခုနှစ်မျိုးနဲ့ပတ်သက်တဲ့ကဗျာလေးကိုရွတ်ဆိုပြီးတော့ပြောဆိုမှုကိုညီကုန်းချုပ်ချင်ပါတယ်မယားခုနှစ်မျိုးစီမြဲရိုးတွင်ခိုးသူအရှင်သူတတ်တွင်နဲ့အကျင်မယားလာဤငရဲအမြဲမှတ်ပြီးအမိတမြနှမမယွန်းခင်မွန်းတဖွဲကျွန်းနယ်လေးပြာမယားမှာက နေမာနှက်ပြီးရောင်မြဲမိ၏တဲ့အာလုံးအာလုံးလင်ကောင်းဇနီးကောင်းများဖြစ်နိုင်ကြပါစေ။